ညီအေက၄သိန်းကိုဝယ်ယူပြီးဗိမဲ့ဂျိုးဝိုင်းသတ်မှတ်ပေးခဲ့တဲ့ဆွေဒင်နိုင်ငံကဘီလီယနာတထေးစီပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ခြေတဲ့တို့ crazy end ကနေပြီးတော့ပရိသတ်ဒီအားလုံးကိုပြန်လည်လို့ကြိုဆိုပါရစေ။ဒီကနေ့မှာတင်ဆက်ပေးသောမှာကတော့သစ်တော်ရီနဲ့တဘာဝပတ်ဝန်းကျင်ကိုမြန်လို့တံပိုးထားတတ်တဲ့ဆွေဒင်နိုင်ငံကတထေးစီတူအကြောင်းပဲဖြစ်ပါရယ်။တထေးကြီးရဲ့နာမည်ကတော့ Johan Elias ပါတဲ့ ဂျိုဟန်အီလီယက်ကို1962ခုနှစ်မတ်လ29ရက်နေ့မှာဆွေဒင်နိုင်ငံစတော့ဟ ோம் မြို့မှာမွေးဖွားခဲ့ပါတယ်။အသက်63နှစ်ရှိပြီဖြစ်တဲ့ဂျိုဟန်က ဆွေဒင်နဲ့ဗြိတိန်နိုင်ငံလုံးရဲ့အမျိုးသားနိုင်ငံသားအဖြစ်ကိုခံယူထားသူဖြစ်ပြီးတော့ဇနီးဖြစ်သူမာတီနာနဲ့သားသမီး၃ယောက်ရှိပါတယ်။ပညာရေးအနေနဲ့ကတော့ဆွေဒင်နဲ့ဗြိတိန်မှာသင်ယူခဲ့ပြီးလန်ဒန်စီးပွားရေးကျောင်း LSE ကနေဘွဲ့ရရှိခဲ့ပါတယ်။စီးပွားရေးလောကမှာတော့သူကကဘာကျော် HEAD Head အားကစားပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီရဲ့ဥက္ကဋ္ဌနဲ့ CEO အဖြစ်1995ခုနှစ်ကနေဒီကနေ့အချိန်ထိတာဝန်ယူထားပါတယ်။သူရဲ့ဦးဆောင်မှုအောက်မှာ HEAD ဒီဟာ စကီတန်နစ်နဲ့ရေကူးပစ္စည်းတွေထုတ်လုပ်ရမှာကမ္ဘာထိပ်တန်းကုမ္ပဏီတစ်ခုအဖြစ်လည်းရည်တည်လာခဲ့ပါတယ်။ဒါအပြင်သူက Everest Capital ဆိုတဲ့ကိုပိုင်ယင်းနှီးမြှုပ်နှံမှုကုမ္ပဏီကိုလည်းတည်ထောင်ကာနိုင်ငံတကာလုပ်ငန်းတွေမှာယင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ခဲ့ပါတယ်။တဘာဝပဝင်းစဉ်ထိန်းသိမ်းရေးမှာလည်းဥတီချက်ထားပြီးတော့လှုံ့ဆော်ခဲ့သူဖြစ်ပါတယ်။၂006ခုနှစ်ကဂျိုဟန်နဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားဖွယ်ကောင်းတဲ့ဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပါတယ်။ဒါကတော့ဂျိုဟန်ကဘရာဇီးနိုင်ငံရဲ့အမေဇုန်မိုးသစ်တော်တွေက ဧက၄သိန်းကျော်၁.၆တန်းဟက်တာကျယ်ဝန်းနဲ့မြေဧရိယာကြီးကိုဝယ်ယူခဲ့ရပဲဖြစ်ပါတယ်။ဒီဧရိယာကသူ့မွေးရမြေဖြစ်တဲ့ဆွေဒနိုင်ငံတစ်ခုလုံးရဲ့မြေဧရိယာထက်ပိုပြီးတော့ကြီးမားပါတယ်။သူဒီလုံလုံရတဲ့အဓိကအကြောင်းရင်းကတတော်ပြုံးတိမှုကိုဓာစီဖို့ပါတဲ့။အဲဒီအချိန်တုန်းကဘရာဇီးအစိုးရကတစ်ခိုးထုံမှုနဲ့တရားမဝင်မီရှို့စိုက်ပျိုးမှုတွေကိုတိတိယယမကကွယ်နိုင်ခဲ့ပါဘူး။ဒါကြောင့်သူကိုယ်တိုင်ဝင်ပြီးတော့ကာကွယ်ဖို့အဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ သူရဲ့ထိမ့်သိမ်းမှုနီလန်းတွေကလည်းတော်တော်လေးစနစ်ကျလွန်ပါတယ်အထူးလုံခြုံရေးတပ်ဖွဲ့တွေဖွဲ့ပြီးတစ်ခိုးသမားတွေကိုဓာစီခဲ့တယ်လို့ဒေသခံတိုင်းရင်းသားတွေနဲ့ပူးပေါင်းပြီးတဘာဝနဲ့သဟာစတာဖြစ်တဲ့ထိမ့်သိမ်းရေးနီလန်းတွေကိုအသုံးပြုခဲ့ပါတယ်ခူအတ်အဖွဲ့နဲ့ပူးပေါင်းပြီးတော့ရာသီဥတုပြောင်းလဲမှုကိုတိုက်ဖြတ်တဲ့စီမံကိန်းတွေကိုလည်းလှုံ့ဆော်ခဲ့ပါတယ်။ဒီလိုရရဲ့ရှာလတ်ကတော့အမခံပါပဲ။တတော်ပြုံးတိမှုနှုန်း90ရာခိုင်နှုန်းနီးပါးလျှော့ချသွားခဲ့ပြီးဒီအကြောင်းကိုလည်းကဘာတဝန်ကသတိထားမိလာကြ ပါတယ်။2009ခုနှစ်မှာတော့ကမ္ဘာရာသီဥတုကာကွယ်ရေး စုကိုဂျိုဟန်ရရှိခဲ့ပါတယ်။တချို့ကနိုင်ငံသားသားတယောက်ကဘရာဇီးရဲ့သဘာဝအမွေအနှစ်ကိုပုဂ္ဂလိကပိုင်ပြုလုပ်တယ်ဆိုပြီးတော့ဝေဖန်ခဲ့ကြပေမဲ့ဂျိုဟန်ကဒီမည်ကိုဘရာဇီးအစိုးရရဲ့အခွန်စနစ်အောက်မှာပဲထားရှိပြီးသူကထိမ့်သိမ်းဖို့သာတာဝန်ယူထားတယ်လို့ရှင်းပြခဲ့ပါတယ်။ဒီကနေ့အချိန်မှာတော့ ဒီတတော် area ကိုဆက်လက်ထိန်းသိမ်းထားပြီးကာဗွန်ထုတ်လွှတ်မှုလျှော့ချရေးနဲ့ဇီဝမျိုးကွဲထိန်းသိမ်းရေးလုပ်ငန်းတွေကိုဆောင်ရွက်နေစေ ဖြစ်ပါတယ်။ Johan Elias ရဲ့အလုပ်ရက်ကဘရိုဂလီယာတူတယောက်ရဲ့ဂျိုးပန်းမှုကကဘာကြီးအတွက်ဘလောက်ထိအကျိုးပြုနိုင်တယ်ဆိုတာကိုပြသနေတဲ့အားကျစရာနမူနာတစ်ခုပါပဲ။ဇီဝရဲ့အောင်မြင်မှုထက်ပိုပြီးတော့အရေးကြီးတဲ့လူသားချင်းစာနာမှုနဲ့ကဘာကြီးကိုပြန်လည်ပြုစုပြောင်းထောင်လို့တဲ့စိတ်ဓာတ်ကိုဖော်ပြနေပါတယ်။ဒါအပြင်ဂျိုဟန်ကအားကစားနယ်ပယ်မှာလည်းနာမည်ကြီးပါသေးတ ချင်းလူငယ်ဘဝတုန်းကဆွေဒင်ရဲ့အဆင့်မြင့်တန်နစ်ကစားသမားတဦးဖြစ်ခဲ့သလို1990ပြည့်လွန်နှစ်တွေမှာဆွေဒင်ဒေးဗစ်ဖြူအသင်းကိုငွေကြေးပံ့ပိုးပေးခဲ့ပြီးနီးပြအဖြစ်လဲလုပ်ကင်ခဲ့ပါတယ်2021ခုနှစ်မှာတော့ဆွေဒင်ဘရင်ကာ just step ကနေပြီးတော့တဘာဝပဝင်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ်ခန့်အပ်ခြင်းခံခဲ့ရတာဖြစ်ပါတယ် ဒီချိန်ဗြိတိရှားနိုင်ငံရေးမှာလဲ Conservative Party အတွက်ရန်မုံငွေစုပေါင်းပေးဆောင်သူဖြစ်ကို လူသိများတာဖြစ်ပါတယ်။ဘာသာစကားကျွမ်းကျင်မှုအနေနဲ့ကတော့ Sweden, English, German, ပြင်သစ်ပေါ်တူဂီအပါအဝင်ဘာသာစကား6မျိုးကိုကျွမ်းကျင်စွာပြောဆိုနိုင်ပါတယ်။ 4th 2023ရဲ့ကမန်ချက်အရ သူရဲ့စုစုပေါင်းပိုင်ဆိုင်မှုကဒေါ်လာ2.4ဘီလီယံခန့်ရှိပြီးတော့ဆွီဒင်နိုင်ငံရဲ့အချမ်းသာဆုံးထိပ်တန်းဆယ်ဦးစီးမှပါဝင်နေသူဖြစ်ပါတယ်။ကုလသမဂ္ဂအဆင့်ဆွေးနွေးပွဲတွေမှာတတော်ပြုံတိမှုကိုအပြတ်အသတ်ရှုံချခဲ့သူအဖြစ်ထင်ရှားပြီးတော့ပညာရေးပတ်ဝန်းကျင်နဲ့အားကစားကဏ္ဍတွေမှာလှူဒန်းမှုတွေအများပြုလုပ်လို့ရှိပါတယ်။ဒါကြောင့်ဒီကနေ့အချိန်အထိဂျိုဟန်အီလီယက်ကစီးပွားရေးသဘာဝပတ်ဝန်းကျင်နဲ့အားကစားလောကတို့မှာကမ္ဘာအဆင့်ဩဇာညောင်းတဲ့ပုဂ္ဂိုလ်တို့အဖြစ်ထင် ရှာကြော်ကြားလျက်ရှိပါတယ်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။